ာပါ2019ခုနှစ်ဧပြီလ3ရက်နေ့အတွက်လွတ်လပ်တဲ့အာရှအသံ RFA ရုံမြင့်တန်ကြားတရင်မဂဇင်းအစီအစဉ်ကို American ပြည်ထောင်စု Washington DC မြို့ရွာကနေထုတ်လွှင့်နေပါပြီကျွန်တော်ကရဲမှမှာ RFA ရုံမြင့်တန်ကြားအစီအစဉ်ကိုမြန်မာစံတော်ချိန်ည8:00နာရီကနေ9:00နာရီထိတင်ဆက်တော့မှာပါဒီတစ်ပတ်အစီအစဉ်မှာပထမဆုံးတစ်ပတ်အတွင်းထူးခြားမြန်မာသတင်းတွေကိုတင်ပြတော့မှာဖြစ်ပါတယ်အဲ့ဒီနောက်မြန်မာနှစ်သက်ကူအခါသမရမှာတိုင်းရင်သားလက်နက်ကင်အဖွဲ့ခေါင်းဆောင်တွေကနှစ်သက်မှာငြင်းချမ်းစေဖို့နှုတ်ခွန်းဆက်စကားတွေပြောကြားခဲ့ကြတဲ့အကြောင်း NLD ပါတီအစိုးရလက်ထက်ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးပညာရှင်တချို့ရဲ့အမြင်စတဲ့စုစည်းတင်ပြချက်တွေကိုထုတ်လွှင့်ပေးမှာပါ။အဲဒီနောက်တကြံပြီး24ရက်နေရောက်တဲ့အထိ YBS Bus ကတွေတက်မှတ်စည်းရအပြည့်ပြန်ပြီးမပြေးဆွဲကြတဲ့အတွက်ရန်ကုန်မြို့ကခီးသွားတဲ့အခက်အခဲဖြစ်ရတဲ့အကြောင်းရာသီဥတုပူပြင်းပြီးနေအပူချိန်မြင့်တက်လာတဲ့အတွက် ကျန်းမာရေးထိခိုက်မှုတွေမဖြစ်အောင်ဆောင်ရန်ရှောင်ရန်အချက်တွေနဲ့ပတ်သက်ပြီးကျမ်းမာရေးဌာနတာဝန်ရှိသူနဲ့တွေ့ဆုံမေးမြန်းချက်စတဲ့ စိတ်ဝင်စားစရာအစီအစဉ်တွေကိုထုတ်လွှင့်သွားမှာဖြစ်ပါတယ်။အခုပထမဆုံးတစ်ပတ်အတွင်းထူးခြားတဲ့သတင်းတွေကိုမတ်ဟိမဆိုကတင်ပြပေးမှာပါ။မင်္ဂလာပါရှင်တပတ်အတွင်းသတင်းစီစဉ်ကကြိုဆိုပါရစေ။နိုင်ငံတော်တာမင်ငံပုတ်ကိုဒေါန်ဆန်းစုကြည်ဟာအေပီလာကုန်ပိုင်းမှာဥရောပတိုက်ကဘယ်လ်ဂျီယံပြင်သစ်အီတလီနဲ့ပြည်တိန်အစရှိတဲ့၄နိုင်ငံကိုချစ်ကြည်ရေးခီးစဉ်ထွက်ခွာမယ်လို့သိရပါရစေ။ တောင်ဆန်းစုကြည်ဟာဥရောပခီးစဉ်ကပြန်လာပြီးနောက်တရုတ်နိုင်ငံမှာမေလ14ရက်နေ့နဲ့15ရက်နေ့ကျင်းပမယ့် One Belt One Road ခေတ်သစ်ပိုလန်မှကြီးမဟာဗျူဟာစီမံချက်နဲ့ပတ်သက်တဲ့နိုင်ငံတကာအဆင့်ထိပ်သီးညီလာခံကိုတက်ရောက်မှာဖြစ်ပါတယ်ပေကျင်းမြို့မှာကျင်းပမယ့်အဲ့ဒီညီလာခံကိုရုရှားအီတလီစပိန်တူရကီပါကစ္စတန်အင်ဒိုနီးရှားဖိလစ်ပိုင်နဲ့ကမ္ဘောဒီးယားစတဲ့နိုင်ငံပေါင်း28နိုင်ငံကအစိုးရခေါင်းဆောင်တွေနိုင်ငံတော်အကြီးအကဲတွေတက်ရောက်ကြမှာလည်းဖြစ်ပါတယ်။ တာပြင်နိုင်ငံပေါင်း130ကပညာရှင်တွေစီးပွားရေးလုပ်ငန်းရှင်တွေပန်လုပ်ငန်းနဲ့သတင်းမီဒီယာလုပ်ငန်းကျွမ်းကျင်သူတွေအပြင်အစိုးရဝန်ကြီး190ကျော်နိုင်ငံတကာအဖွဲ့အစည်း60ကျော်ကကိုယ်စားလှယ်တွေတက်ရောက်ကြမှာလည်းဖြစ်ပါတယ်။အခုလာဆန်းပိုင်းကမြန်မာသမ္မတဦးထင်ကျော်ရဲ့တရုတ်နိုင်ငံချစ်ကြည်ခီးစဉ်အတွင်းအချက်10ချက်ပါဝင်တဲ့နှစ်နိုင်ငံပူးရဲကြီးညာချက်ထုတ်ပြန်ခဲ့ရမှာတရုတ်နိုင်ငံကအဆိုပြုထားတဲ့ခေတ်သစ်ပိုလန်မှအစီအစဉ်ကိုမြန်မာနိုင်ငံကအားပေးထောက်ခံကြောင်း နှစ်နိုင်ငံစီးပွားရေး၊ကုန်သွယ်ရေး၊စိုက်ပျိုးရေးစတဲ့ကဏ္ဍတွေမှာ အကျိုးတူပူးပေါင်းဆောင်ရွက်သွားမယ်အကြောင်းလည်းဖော်ပြထားပါရရှင်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုစတင်ထူထောင်ခဲ့တဲ့သူတို့ဖြစ်တဲ့ကွယ်လွန်သူတရင်းစာဆရာကြီးစာရေးဆရာကြီးဟန်တာဝရီဦးဝင်းတင်နာမည်နဲ့ပန်းချံတစ်ခုဆောက်လုပ်ပေးဖို့ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို NLD နိုင်ကသူရဦးတင်ဦးကတောင်းဆိုလိုက်ပါတယ်။ ဧပြီလ22ရက်နေ့ကရန်ကုန်ဗဟန်းမြို့နယ်ကတော်ဝင်နှင်းစီခမ်းမမှာကျင်းပတဲ့ဆရာကြီးဦးဝင်းတင်ကွယ်လွန်ခြင်းသုံးနှစ်ပြည့်အခမ်းအနားမှာအခုလိုတောင်းဆိုလိုက်တာပါကျွန်တော်ခေါင်းထဲမှာတော့သူစံပြလိုက်တယ်နိုင်ငံတော်ကနေပြီးတော့နိုင်ငံတော်ကစံပြလိုက်တဲ့နေရာအခုကိုတော်ဖြစ်တဲ့ဒါမှမဟုတ်လို့အချိန်ကာပေးလို့တင့်တော်တဲ့ဆိုရင်ဒီလိုရန်ကုန်နေရာမျိုးမှာတင့်တော်နေရာမျိုးမှာကျွန်တော်တို့ဘယ်လိုပြောကျွန်တော်တို့ အဲကျော်တော့နေရာလေးဒီနေရာရှာကြပြီးတော့အဲ့ဒီနေရာလေးဟာကျွန်တော်ပန်းညံသဘောမျိုးလေးပေါ့လေသူ့ကိုအမှတ်ရလုတ်ကင်နေတဲ့အထိပေါ့အဲ့လိုစွန့်ဆောင်ပြေးကျင်တဲ့ဆန္ဒကျွန်တော်မှလည်းရှိတယ်ဆရာကြီးဦးဝင်းတင်ကွယ်လွန်ခြင်းသုံးနှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားတွေကိုရန်ကုန်နဲ့မန္တလေးမြို့တွေမှာကျင်းပခဲ့ကြတာပါရန်ကုန်မြို့မှာကျင်းပတဲ့ဒီအခမ်းအနားမှာ NLD နာကသူရဦးတင်ဦးရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုမင်းသိန်းစာရေးဆရာဦးမိုးသူမုံရွာအောင်ရှင်နဲ့88မျိုးဆက်အဖွဲ့ကဦးမင်းကိုနိုင်တို့လည်းတက်ရောက်ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ် ဲဒီနောက်မှာတော့အဖွဲ့အစည်းအသီးသီးကပေးပို့တဲ့အောင်မေပွဲတဝင်းလှော်ရီနဲ့ဂုံပြုတ်ကပြားတွေဖတ်ကြားခဲ့ကြပါတယ်။မန္တလေးမြို့တောင်သမန်အင်းဆောင်ကတောင်လေးလုံးကျောင်းထဲမှာကျင်းပတဲ့အောင်မေပွဲအခမ်းအနားကိုမန္တလေးမြို့ကဆရာကြီးအဝင်းတင်ရဲ့လှုပ်ဖော်ကင်ဘတ်သတင်းစာဆရာစာရေးဆရာတွေနိုင်ငံရေးအင်အားစုတွေတက်ရောက်ခဲ့ကြပါတယ်။ဆေဆူရလက်ထက်အကျဉ်းထောင်ထဲမှာနှစ်ပေါင်း20လောက်အကျဉ်းချခံရတဲ့ဆရာကြီးအဝင်းတင်ဟာ2014ခုနှစ်ဧပြီလ22ရက်နေ့က ရန်ကုန်ပြည်သူစေယုံကြီးမှာကွယ်လွန်ခဲ့တာဖြစ်ပြီးတော့ကွယ်လွန်ချိန်မှာတော့အသက်84နှစ်ရှိပြီဖြစ်ပါတယ်ရှင်။ UWS ေဝအထူးဒေတာနှင့်ပန်ခမ်းမြို့မှာ9ရက်ကြာကျင်းပခဲ့တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခွနက်ဖွဲ့ကခေါင်းဆောင်တွေရဲ့စရုပ်ထအကြိမ်မျက်နှာစုံကြီးစီဝေးကနေအစိုးရနဲ့တွေ့ဆုံဆွေးနွေးမဲ့နိုင်ငံရေးဆွေးနွေးရေးကော်မတီကိုပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီအဖြစ်ပြောင်းလဲတက်မှတ်လိုက်ပါတယ်။ KIO KIA ကချင်လွတ်မြောက်ရေးအဖွဲ့ AA ရခိုင်အဖွဲ့ MNDAA ကိုကံအဖွဲ့ TNLA တအန်းပလောင်အဖွဲ့ SSPP SSC ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ NDAA မိုင်းလာအဖွဲ့နဲ့ UWSC ဝါအဖွဲ့တို့တက်ရောက်ကြတဲ့ဒီအစည်းအဝေးကနေတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့အထွေထွေမူဝါဒနဲ့ရည်တည်ချက်ကိုအတည်ပြုပြီးအစိုးရနဲ့ဆွေးနွေးညှိနှိုင်းမဲ့ပုံစံတန်းအဖြစ်အတည်ပြုလိုက်တယ်လို့အစည်းအဝေးအပြီး AB လ19ရက်နေ့ကထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်အဖွဲ့အစည်းတွေအနေနဲ့အစိုးရနဲ့ဆွေးနွေးတဲ့အခါမှာတပွဲချင်းမဆွေးနွေးဘဲကော်မတီအနေနဲ့သာဆွေးနွေးသွားမယ်လို့လည်းကြေညာချက်မှာဖော်ပြထားပါတယ်ရှင်။ရှမ်းပြည်နယ်တောင်ကြီးမြို့မှာဒေသအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကိုဧပြီလ23ရက်နေ့ကနေ25ရက်နေ့အထိ၃ရက်ကြာကျင်းပမယ်လို့သိရပါဗျ။ ဆွနေဝဲကိုတက်ဖို့ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရှမ်းပြည်တက်မတော် RCSS SSC ကိုဖိတ်ကြားထားပေမဲ့ SNLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကိုဖိတ်ကြားထားတာမရှိသေးဘူးလို့ SNLD တွဲဘက်အတွင်းမှဦးဆိုင်လေးကပြောပါရယ်ကျွန်တော်သုံးသပ်မိတာကတော့ဒီဝါဥဆောင်တဲ့ NCA မထိုးသေးတဲ့စိုင်းနာလက်နက်ကင်အဖွဲ့ခုနှစ်ဖွဲ့ရဲ့သဘောထားတွေလည်းထွက်လာတယ်အဲ့ဒါကိုပြန်ပြီးတော့မှချိန်ညှိတဲ့သဘောမျိုးနဲ့ဒီဘက်မှာ NCA လမ်းကြောင်းကိုပြန်ပြီးလှုပ်လှုပ်ရှားရှားပြည့်အောင် လုပ်တဲ့သဘောမျိုးလို့လည်းသုံးသပ်လို့ရပါတယ် အဲ့တော့နောက်ထပ်အချိန်ယူပြီးတော့မှပဲထပ်စဉ်းစားဖို့လိုအပ်တယ်လို့ပဲပြောကြပါတယ်။ရှမ်းမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ရှမ်းပြည်နယ်မိုင်းပန်မြို့မုံထော်မုံထားမြို့နံပံကုန်မြို့တွေမှာကျင်းပဖို့အစိုးရတမတော်ကပြောဆိုထားတဲ့အတွက်သွာလာရေးအခက်ခဲကြောင့်တောင်ကြီးမြို့ဒါမှမဟုတ်ပင်လုံမြို့မှာပြုလုပ်ခွင့်ပြုဖို့ RCSS SSC အဖွဲ့ကတောင်းဆိုထားတာပါအခုကျင်းပမဲ့ဒေတာအလိုက်ဆွေးနွေးပွဲတက်ဖို့အစိုးရကဖိတ်စာပေးပို့ထားကြောင်းနဲ့ ဒီကိစ္စကို RCSS ငင်းညမ်းရေးဖော်ဆောင်ရေးကော်မတီအစည်းအဝေးမှာဆုံးဖြတ်သွားမယ်လို့လည်း RCSS ပြောရေးဆိုခွင့်ရှိသူဒုတိယဗိုလ်မှူးကြီးဆိုင်ငင်းကပြောပါရယ်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကိုလူမျိုးအလိုက်ဒေသအလိုက်နဲ့အကြောင်းအရာအလိုက်ဆိုပြီးတော့အဆင့်၃မျိုးခွဲခြားထားတာဖြစ်ပြီးလူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပြီးမှသာဒေသအလိုက်နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပတာက ပိုပြီးတော့အထိတ်ပဲရှိမယ်လို့လည်းဒုတိယဗိုလ်မှူးကြီးဆိုင်ငင်းကပြောပါရယ်ရှင်မကွေးတိုင်းအတွင်းမှာရှိတဲ့ရေနံလက်ရက်တွင်းတွေကနေ ပြီးခဲ့တဲ့အစိုးရလက်ထက်ကကောက်ယူရရှိခဲ့တဲ့ဒေတာဖွံ့ဖြိုးရေးရန်မုံငွေ9.59ဘီလီယံပျောက်ဆုံးနေတာနဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကိုနိုင်ငံတော်သမ္မတရုံးကိုတင်ပြထားပြီးတော့သမ္မတရုံးကစီစစ်အရေးယူသွားမယ်လို့သိရပါဗျ။လလောဆယ်တော့အစီရင်ခံစာနဲ့ပတ်သက်ပြီးတိုင်းအစိုးရအဖွဲ့ကိုသမရယုံကတစုံတရာအကြောင်းပြန်ကြားတာမရှိသေးဘူးလို့မကွေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးဦးနေမျိုးကျော်ကပြောပါရယ် တောင်းပြန်လာမလာသေးပါဘူးများဒါဒီအဆုံးဖြတ်ဖို့ကတော့နိုင်ငံတော်တမရယုံရှိကိုအဲ့ဒီ issue ရောက်နေတယ်နိုင်ငံတော်တမရယုံကတော့ဆက်လက်ကိုင်းတွဲဖြည့်ရှင်းလဲမယ်ဆိုတော့ကျွန်တော်တို့အဲ့ဒါကိုအတိအကျပြောထားပြီးသားပါခင်ဗျာလုပ်ငန်းလုပ်တဲ့အစီအစဉ်မှုအပိုင်းတွေစုံစမ်းစစ်ဆေးတဲ့အပိုင်းတွေအသေးစိတ်ကကျွန်တော်တိုင်းဒေသကြီးဆိုရတာရဲ့အစီအစဉ်နဲ့ဆောင်ရတာမဟုတ်တယ်ကျွန်တော်တို့ဘာမှမှတ်ချက်ပေးကြမရှိပါဘူးများစုံစမ်းစစ်ဆေးရေးအဖွဲ့အစည်းအဝေးခန်းစာအရပျောက်ဆုံးနေတဲ့ငွေကျပ်9.59ဘီလီယံနဲ့က ၄တသမ၁ဘီလီယံကိုဒေတာဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက်သုံးစွဲခဲ့ပြီးတော့၁တသမ၇ဘီလီယံကိုတော့ကျန်းမာရေးဖွံ့ဖြိုးရေးပါတီအတွက်သုံးစွဲခဲ့ကြောင်းတွေ့ရှိခဲ့ရတယ်လို့ပြောပါရယ်။ကျန်နေသေးတဲ့၁တသမ၅ဘီလီယံကိုရွှေသုခအသေးစားငွေချေးလုပ်ငန်းအတွက်အသုံးပြုခဲ့တယ်လို့យေတာထားကြောင်းဖွံ့ဖြိုးမှုနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းနှုံးကပြောပါရယ်ရှင်။၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်အတွင်းစကိုင်းတိုင်းအင်းတော်မျိုးနယ်က ကြီးရွာအုပ်စုလေးခုရဲ့လန်ဒတာ စောက်လုပ်ရေးလုပ်ငန်းတွေမှာအသုံးပြုဖို့ကြက်သိန်းပေါင်း2800ကျော်ကိုနိုင်ငံတော်ကခွင့်ပြုခဲ့ရမှာကြက်သိန်း800ကျော်သာသုံးစွဲခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒေသခံတွေကနိုင်ငံတော်တိုင်ပင်ခံရုံးကိုတိုင်ကြားလိုက်ပါတယ်။ဗန္နာငွေကြက်သိန်း1900ကျော်ကွာဟနေတဲ့အပေါ်မှာအများဆုံးရှင်းလင်းပေးဖို့ဒေသခံတွေကိုစားနိုင်ငံတော်တိုင်ပင်ခံရုံးကိုစာပေးပို့လိုက်တယ်လို့ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလေ့လာစောင့်ကြည့်နေတဲ့လေနောင်ကြီးရွာအုပ်စုကဦးသိန်းဝင်းကပြောပါတယ်။ အန်တော်မျိုးနဲ့မှာခရိုင်ကျလက်ဦးစီးအားလုတ်ကင်တာပေါ့ဒေတာနေပေါ့သိန်း2900ရာကျော်ပေါ့အဲ့မှာလက်တွေ့ကင်းစင်းကြည့်တဲ့ခါကျတော့ဟောက်ကူကတော့ကွာတာပေါ့ဝငွေရပေါ့အားကွာတယ်ပေါ့ဗျာဒီပိုးတဲ့ငွေကိုပြန်စီချင်တယ်ဗျာသူတို့ကပြည်သူနဲ့လည်းမရှင်းပြဘူးမြို့နယ်ထွေးကိုလည်းအကြောင်းကြားတယ်မရှင်းပြဘူးလွတ်တော်ကိုလည်းတင်ပြတယ်မရှင်းပြဘူးကျွန်တော်တို့ကအဲ့လိုမရှင်းပြတဲ့အတွက်ဒါအခုလိုတင်ပြခြင်းပေါ့ဗျာအင်းတော်မျိုးနဲ့မန်လေရွာလန်းအတွက်ခွင့်ပြုငွေ7300ကျော်မှာ3300သာတုံးဆွဲထားပြီးတော့ စိတ်သာရွာလန်းအတွက်ကြက်သိန်း1500ကျော်မှ3400ကျော်သာသုံးစွဲခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်လေနောင်ရွာလန်းအတွက်ကြက်သိန်း190ကျော်မှ3900သာသုံးစွဲခဲ့ပြီးတော့မြောက်ရွာတဒါအတွက်ကြက်သိန်း290မှ3190ရေသာအသုံးပြုဆောင်ရွက်ခဲ့တာကိုလည်းတွေ့ရှိရတယ်လို့ပြောပါတယ်။ကျေးလက်လန်တလန်အတွက်ပေ40အကျဲသတ်မှတ်ထားပေမဲ့တချို့လန်တွေဟာ26ပေသာရှိပြီးတော့အရေးအသွေးစံနှုန်းနဲ့မကိုက်ညီတဲ့လန်တချို့ကိုလည်းတွေ့ရှိခဲ့ရတယ်လို့သိရပါပါရှင်။ ရခိုင်ပြည်နယ်မြောက်ဦးမြို့မှာရေပတ်ခံထွက်လာတဲ့ကားကိုတားပြီးတော့ကားပေါ်မှာပါလာတဲ့လူငယ်တွေကိုရိုက်နှက်ခဲ့တဲ့မြောက်ဦးခြေဆိုင်ခမာယာ940ကတက်မတော်သားတွေနဲ့တက်မီသားစုဝင်တွေကိုမြောက်ဦးရဲ့စခန်းမှာအေပီလာ16ရက်နေ့ကအမှုဖွင့်လိုက်ပါတယ်။ဒီအရိုက်ခံရတဲ့လူငယ်တအူးကဥဆောင်ပြီးတော့ပုံမှ325အပြင်းထန်နာကျင်စေမှုနဲ့အမှုဖွင့်တာလို့မြောက်ဦးရဲ့စခန်းကတူရဲမှုတန့်ဖေကပြောပါတယ်။ ချစ်စင်ကသူတို့ဒီမျိုးသေးကနေရေပက်ခံပြီးရင်ကနဲ့ဟောကသူတို့ရွာကိုအပြန်ပေါ့ခမငါးလေးစင်ကနေဖြတ်သွားတယ်ငါးလေးစင်အလော်မှာကားလမ်းပေါ်အမှကားကိုတားပြီးရင်အဲတက်ကနှစ်ယောက်ပေါ့နော်အဲနောက်ကျတဲ့လေးယောက်တက်ခွန်ဝင်ရဲ့သားသမီးတွေလေးလေးယောက်ပေါ့နော်ကားကိုတားပြီးရင်သူတို့ကိုရိုက်ပါတယ်ဆိုပြီးတန်ရရှိတဲ့တရားဝါနဲ့ဥစော်ပြီးမှုဖွင့်တာအမှုဖွင့်ခံထားတဲ့သူတချို့ဟာတမရော်သားတွေဖြစ်တဲ့အတွက်သက်ဆိုင်ရာတရင်ကိုအကြောင်းကြားထားတယ်လို့ဒူရဲမှုတန်းဖီကပြောပါရယ် ပြီးခဲ့တဲ့15ရက်တကြံအကြက်နေ့နေ့လယ်ပိုင်းကမြောက်ဦးမြို့ပေါင်းတုတ်ကရုစိတ်ရွာကလူငယ်20ကျော်ပါတဲ့ရေပက်ခံကားကိုခမရ940ကတက်သား2ဦးတက်ချက်ကြီး2ဦးနဲ့တက်မိသားစုဝင်4ဦးကတားပြီးတော့လူငယ်တွေကိုကားပေါ်ကဆွဲချပြီးတော့ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။ဒီမတိုင်ခင် AP လ14ရက်နေ့ကမြောက်ဦးမြို့နယ်နန်းကြကြီးရွာရေကစားမန်းနဲ့မှာခမရ940ကတက်သားတချို့နဲ့ပေါင်းတုတ်ကရုစိတ်ရွာကလူငယ်တွေစကားအခြေတင်များခဲ့ကြတယ်လို့လည်းသိရပါပါရှင်။ တမနိနှင်းစီချာနဲ့ထုတ်ဝေသူအက်ဒီတာ ကိုဝေရန်ဟင်းကိုတက်ဖြတ်ခဲ့တဲ့သူကိုဖမ်းဆီးမိပြီလို့မြန်မာနိုင်ငံရဲတပ်ဖွဲ့က AP လား21ရက်နေ့က Facebook စာမျက်နှာကနေသတင်းထုတ်ပြန်လိုက်ပါတယ်။အသက်ခံရတဲ့ကိုဝေရန်ဟင်းဟာအိမ်နောက်ရှိအမျိုးသမီးနဲ့လူမှုရေးဖောက်ပြန်တဲ့အတွက်အမျိုးသားဖြစ်သူကတမနိနှင်းစီချာနဲ့တိုက်ရုံးကမှတက်ဖြတ်ခဲ့တာလို့ဖော်ပြပါရှိပါတယ်။ပြစ်မှုကျူးလွန်သူတွေလို့ယူဆရတဲ့အောင်ကိုကိုနဲ့ဇနီးဖြစ်သူတို့ကို ပြီးခဲ့တဲ့ဧပြီလ16ရက်နေ့ကပြည်ဦးလွင်မြို့နယ်မှာဖမ်းဆီးရမိခဲ့တာပါကိုဝင်းရန်ဟင်းဟာဧပြီလ16ရက်နေ့ကရန်ကုန်ပဇွန်တော်မြို့နယ်မှာရှိတဲ့ဂျာနယ်တိုက်မှာဓာတ်ဒဏ်ရာရီနဲ့တေဆုံးနေတာကိုတွေ့ရှိခဲ့ရပါတယ်ဒီအမှုအတွက်ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကအထူးအမှုစစ်အဖွဲ့အဖွဲ့စည်းပြီးတော့ဆောင်ရွက်ခဲ့တာလို့လည်းသိရပါတယ်ရှင်ရန်ကုန်တိုင်းတာဂီတာမြို့နယ်နဲ့ရန်ကင်းမြို့နယ်ကနေရာလေးခုမှာကြက်တန်းပေါင်း3000ကျော်ဘူးမွေးစည်းဝါးတွေဖမ်းဆီးရမိတဲ့အမှုနဲ့ပတ်သက်ပြီးတော့ နိုင်ငံသားတအူးအပါဝင်တနရာရှိတဲ့သူ9ဦးကိုဖမ်းဆီးလိုက်ပါတယ်။စုစုပေါင်း9ဦးကိုမူရဲစေဝါတွေနဲ့အတူဖမ်းဆီးခဲ့မိတာလို့မြန်မာနိုင်ငံမူရဲစေဝါတားဆီးနေနေရဲတပ်ဖွဲ့ရဲမှုချုပ်ကျော်ဝင်းကပြောပါတယ်။ဘလင်းဒီက3.96 9ကီလိုပေါ့။စစ်ကြောကြီးတို့စေဝါကတော့73,6600ပြားပေါ့။အက်စကတော့199.6ကီလိုပေါ့။စုစုပေါင်းတပ်မောင်း3,945ဒီလီယံကတော့32 ်ပီလီယံနီးပါးပေါ့နော်လက်နက်တွေကတော့တနက်လက်နက်သေးတွေပါဒီတနက်နဲ့လည်းရတယ်ဒီ5တော့မတော်ရင်50ပေါ့ဒီခါတော့9ဦးပေါ့တာဂီတာမြို့နယ်ကိုရက်ကွက်ကမာကြီးလမ်းကနေအိမ်တအိမ်မှာမူရဲစေဝါတွေဖန်ဆင်းမိကြတာဖြစ်ပြီးတော့တာဂီတာ6အနောက်ရက်ကွက်မှာလူ6ဦးကိုမူရဲစေဝါတွေနဲ့အတူပစ္စတိုတနက်တလက်ကိုပါဖန်ဆင်းမိကြတာပါ ပြီးခဲ့တဲ့2016ခုနှစ်နိုဝင်ဘာလကရန်ကုန်မြို့မှာနိုင်ငံခြားသားတွေပါဝင်တဲ့မူရခိုင်တစ်ခုကိုဖမ်းဆီးနိုင်ခဲ့ပြီးတော့အခုဖမ်းမိခဲ့တဲ့သူတွေထဲမှာတရားခံပြေးတူပါဝင်တယ်လို့ဆိုပါတယ်။ဒီကွင်းဆက်တွေအရရန်ငင်းမြို့နယ်ရွှေဥမင်အင်ယာကတိုက်ခန်းတစ်ခုမှာစိတ်ကြွဆေးပြားတွေနဲ့ပစ္စတိုတနတ်တလက်ကိုဖမ်းမိခဲ့ပေမဲ့တရားခံကတော့လွတ်မြောက်သွားတယ်လို့သိရပါတယ်ရှင်။ဒီတစ်ပတ်တည်းကတစ်ပတ်အတွင်းသတင်းတွေကတော့ဒီလောက်ပါပဲရှင်။ လွတ်လပ်တဲ့အာရှအတန် RFA ရဲ့အပတ်စဉ်သတင်းမဂ္ဂဇင်းအစီအစဉ်ကိုထုတ်လွှင့်နေရပါအခုတကားသတင်းပေးပို့ချက်တွေကိုဇက်တိုက်ထုတ်လွှင့်ပေးမှာပါမြန်မာတက်ကြက်1388ခုနဲ့ကုန်ဆုံးပြီး1389ခုနဲ့နှစ်သက်ကူရဲ့အခါတမရမှာတိုင်းရင်သားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကလည်းနှစ်သက်မှာငြင်းငြမ်းစေဖို့နှုတ်ခွန်းဆက်စကားတွေပြောကြခဲ့ပါတယ်မွန်ပြည်သစ်ပါတီဒုတိယဥက္ကဋ္ဌနိုင်ဟန်သာ RCSSSA ရှမ်းပြည်တပ်မတော်ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရွတ်စက် PNL ဥက္ကဋ္ဌခွန်အောင်က KNPP ဒုတိယဥက္ကဋ္ဌခူးရယ်နဲ့ ANC အထွေထွေအသွင်းယဉ်မှုဦးထွန်းစော်တို့ရဲ့နှစ်သက်ကူနှုတ်ဆက်စကားတွေကိုထုတ်ဝေပေးမှာပါဒီလာမယ့်နှစ်သက်မှာเนาะဒုနိုင်ငံမှာဒီစစ်ပွဲကြောက်ပေါ့เนาะဒုက္ခရောက်နေတဲ့ခြေတန်းမှာတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေเนาะအရာရှိတွေလဲမြန်မြန်အေးအေးချမ်းချမ်းနဲ့เนาะမိမိဘာတိုက်ကိုပြန်နိုင်ဖို့နဲ့ဒါမှတချို့လဲမိသားစုစီကိုကောင်းပြန်နိုင်ဖို့เนาะအဲ့ဒါစူးတောင်းပါတယ်ဖြစ်စေခြင်းတယ် နောက်တစ်ခုကဒီစစ်ပွဲကြောက်ပေါ့နော်စစ်ပြေဒုက္ခတွေတွေလည်းအများကြီးဖြစ်နေကြတယ်တချို့ကလည်းအဲ့ဒီစစ်ပွဲကြောက်အိမ်တွေပါတယ်ပြီးလောင်နော်ပစ္စည်းတွေပါတယ်လည်းတော်တော်လေးကိုပျက်စီးနေရတဲ့အနေအထားမျိုးကလည်းညံ့လှုပ်ကင်းပါစေလာမယ့်နှစ်မှာတော့ဒါဒါလည်းအလုံးပြည်လဲပြီးတော့ပေါ့ဗျာအေးချမ်းချမ်းရှိနိုင်ပါစေလို့ဆန္ဒပြုပါတယ်နှစ်တကိုဆိုတာကျွန်တော်ဒီလိုလိုထုတ်အားလုံးအဆုတောင်းပေးမယ်နောက်ကလူကြီးအားလုံး တရင်သားအားလုံးပဲအကျွေးရတဲ့အားလုံးတတ်မတော်လဲအားလုံးကျွန်တော်လဲစွတောင်းပေးမယ်ကြမ်းမာပါစေအအချိန်နေဟောအားလုံးညီညီညွတ်ညွတ်ရစီယုံးမယ်အလုတ်ဆောင်တွားမယ်ကျွန်တော်ရစွတောင်းလဲဒီနှစ်နှစ်ပေါင်း60 90ခန့်သားလာတဲ့အတိတ်ဒုက္ခတွေကနေပြီးတော့လုံးမြောက်ဖို့ဆိုရင်တော့၃လနှစ်ကတော့အောင်ဤပြီးခါမယ်ဒါကြောင့်ငញ្ញញ្ញင်းနှစ်ကအခုသိမ့်မကြသေးဘူး เนาะဒါကြောင့်ညဉ့်ညံကြီးအာတည်တန့်ခိုင်မြဲဖို့ ਨੇ ဒီဒီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်တဲ့အထိနိုင်ငံရေးသဘောတူချက်တွေရသွားဖို့ဆိုတာကအင်တန်ရေးကြီးနေပါလေဒါကြောင့်အဲ့ဒီအတွက်ပြည်သူတွေအနေနဲ့စိတ်ပြေအားလျှော့ခြင်းမရှိဘဲနဲ့ပူပူပြီးတော့နုံနိုးကြကြရှိကြဖို့ဒီအမြင်တွေဟာလာမျက်စိတင်နာတွေဖွင့်ထားပြီးတော့အဖြစ်ပြက်တွေကိုမျက်ချင်မပြလိုက်နိုင်ဖို့ကျွန်တော်တို့ကပြည်သူတွေကိုထပ်လောင်းတတ်တွန်းနေပါလားအဲရေးကြည့်တာကတော့ဒီ နေ့တိမှာလာကျွန်တော်တို့သက်ဆိုင်သူအားလုံးအားလုံးပေါ့နော်ကျွန်တော်တို့အထူးသဖြင့်ဒီတောင်ရှိတဲ့လူတွေဖက်ကပ်ပို့ပြီးကျွန်တော်တို့အလေးထားစဉ်းစားသိမ့်တာတော့နေဟောင်းမှာကျွန်တော်တို့သင်ကဖြတ်ကျော်လာခဲ့ရတဲ့ကျွန်တော်ရဲ့သင်ကားဆောင်တွေပေါ့နော်သင်ကားဆောင်ဆိုတာကတော့ကောင်းချင်းဆိုးချင်းတွေအလုံးလုံးတွဲနေမှာပါပဲအဲတော့ကောင်းတာကိုလည်းကျွန်တော်ဆက်ပြီးသိဆောင်မယ်နေ့တိကိုပေါ့နော်မကောင်းတာကိုလည်းကျွန်တော်သင်ကားဆောင်ဖြစ်အာလိလာသင်ယူမှသာပြီးတော့နေ့တိမှာအဲ့ဒီ မကောင်းတဲ့အရာတွေကိုကောင်းတဲ့အရာနဲ့ဘယ်လိုအစားထိုးနိုင်မလဲဆိုတော့အဲသင်္ကန်းစာယူမှတ်သားမှုတွေကိုလည်းကျွန်တော်တို့ဆောင်ကျင့်တော့ပို့လို့ရလို့ကျွန်တော်ထင်တယ်။အဲ့တော့ခုနှစ်ခါမှာတော့ကျွန်တော်လူလူတရားလုံးကတော့အာအများနည်းတူပါလေနော်။အာလွတ်လွတ်လပ်လပ်နဲ့ညင်ညင်ချာချာနဲ့ရှင်းသာရက်တီခွင့်တော့အာခစားပိုင်တဲ့ခွင့်တော့ရသိမ့်ပြီလို့တော့ကျွန်တော်တို့ဟိုထင်တယ်။အာရလည်းရသိမ့်ပါတယ်။ရဖို့လည်းကောင်းပါတယ်လေ။အဲ့ဒီအတွေ့တော့ကျွန်တော်တို့အားလုံး မှာတော့တာဝန်ရှိတယ်အလုံးကဝိုင်းရအောင်ပို့တော့လို့တယ်အလုံးစိတ်ပြီးဒီစီကိုသိနေကျွန်တော်တို့တူတူပဲဝိုင်းရပြီးတော့အာရှေ့ခီးကိုဟာလာကျွန်တော်တူညီတဲ့စိတ်ထားနဲ့စေရေးစေတနာအမှန်နဲ့ကျွန်တော်တို့ရှင်သာရက်တီနေထိုင်ကြမယ်ဆိုရင်တော့အာငိမ့်ချတဲ့လူပွားကြီးကိုကျွန်တော်တို့စံစားရမှာပါအဲကျွန်တော်တို့မြန်မာရိုးရာအတားတကြံခုပြီးတော့မှကျွန်တော်တို့ရဲ့မြန်မာနှစ်သစ်ကူကာလအခါသမယမှာကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့ နော်မြန်မာပြည်သူပြည်သားအပေါင်းကိုယ်ရေးကျန်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဟာဆုတောင်းမေတ္တာပို့သလိုပါတယ်နှိဟောင်းမှာခြီးခဲ့တဲ့ကျွန်တော်တို့နော်အနိဋ္ဌာယုံတွေကို ထားကြည့်ပြီးတော့မှ အားလုံးပါဝင်တဲ့ငြိမ်းချမ်းရေးနိုင်ငံရေးဆွေးနွေးမှုဖြစ်စဉ်ကြီးဖြစ်မြောက်အောင်ကျွန်တော်တို့အင်တိုင်းအတိုင်းလှုပ်ဆောင်သွားကြပါစို့လို့ဆုတောင်းမေတ္တာပို့သရင် တိုက်တွန်းလိုပါတယ်လွတ်လပ်တဲ့အာရှအတန် RFA ရဲ့အပတ်စဉ်သတင်းမဂ္ဂဇင်းအစီအစဉ်ကိုထုတ်လွှင့်နေတာပါ NLD ပါတီအစိုးရလက်ထက်မှာမူဂျိုအဆင့်နဲ့ပထမတန်းအဆင့်တွေမှာအပြောင်းအလဲတချို့ရှိခဲ့ပါတယ်။ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးပညာရှင်တချို့ရဲ့အမြင်ကို RFA တရင်ကကိုကန်တာကစူးစီးတင်ပြထားပါတယ်။ပညာရေးပြုပြင်ပြောင်းလဲမှုတွေကိုဆောင်ရွက်ခဲ့တာမှာအခြေခံပညာမူဂျိုအဆင့်မှာသင်ကြားနည်းစနစ်အသစ်တွေကိုပြုပြင်ပြောင်းလဲခဲ့တယ်လို့လာမယ့်ပညာသင်နှစ်မှာပထမတန်းအဆင့်သင်ယူညွှန်းတဲ့နေကိုပြုပြင်ပြောင်းလဲဖို့ပညာရေးဝန်ကြီးဌာနကဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံပညာရေးစနစ်အသစ်ပြောင်းလဲရေးမှာအစဉ်တစိုက်ပါဝင်ကြိုးပမ်းပြီးခဲ့တဲ့မြန်မာနိုင်ငံပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် NNI ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ဒေါက်တာသိန်းလွင်ကတော့အခြေခံပညာအဆင့်မှာပြုပြင်ပြောင်းလဲမှုတွေရှိခဲ့ပေမဲ့ပညာရေးစနစ်မှာဘ ਹੁ ကချုပ်ကန်မှုတွေရှိနေတော့မယ်လို့ပြောပါတယ်မြန်မာနိုင်ငံပညာရေးကဘ ਹੁ ချုပ်ကန်မှုတင်းကြပ်လွန်အားကြီးတယ်ဘ ਹੁ ချုပ်ကန်မှုတင်းကြပ်တဲ့အတွက်ဒီပညာရေးလွတ်လပ်ခွင့်မှာဆုံးရှုံးတယ်နောက်ဆရာတွေက ဟိုတင်ကြားပိုင်ခွင့်အခွင့်အရေးတွေမှာဆုံးရှုံးတယ်။နောက်ဒေတာဆိုင်ရာတွေကသူတို့ရဲ့ယဉ်ကျေးမှုတွေဓလိထုံးစံတွေဘာသာစကားအခွင့်အရေးတွေဆုံးရှုံးနေတယ်။ဆိုတော့အရေးကြီးတဲ့ဘိုးချုပ်ကင်ထားတာကိုပြုပြင်ပြောင်းလဲတာမတွေ့သေးဘူး။နောက်တစ်ခါပညာရေးလွတ်လပ်ခွင့်အနေနဲ့ဒီတက်ဆိုင်ရာဒေတာအသီးသီးပါပေါ့။သူဒေတာနဲ့ကန့်ညီတဲ့ဒေတာကန်ကလေးတွေနဲ့ကန့်ညီတဲ့ဆိုတော့တင်ယွညွန်းနှမ်းမျိုးကိုဖန်တီးဖို့လိုတယ်။အခုကလက်ရှိအစိုးရကတင်ယွညွန်းနှမ်းကော်မတီဖွဲ့လိုက်တော့ဘိုးဝါချုပ်ကင်နဲ့တင်ယွညွန်းနှမ်းပဲဖြစ်နေတယ်။ တက္ကသိုလ်ပညာရေးစနစ်မှာတက္ကသိုလ်တွေကိုကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်ဥပဒေမှာရေးဆွဲခဲ့တာရှိပေမဲ့အကောင့်တဲဖော်တာမျိုးမရှိသေးသလိုတက္ကသိုလ်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာလည်းမရသေးဘူးလို့ဒေါက်တာသိန်းလွင်ကပြောပါတယ်။မတန်ဆွမ်းနေတဲ့ပညာသင်ကြားရေးမှာတော့လက်ရှိပညာရေးစနစ်အသေးအရကန့်သတ်မှုတွေရှိနေတဲ့အတွက်ပညာသင်ကြားရေးအပိုင်းမှာအခက်အခဲတွေရှိနေတယ်လို့မတန်ဆွမ်းနေတဲ့ပညာရေးအတွက်ဆောင်ရွက်ပေးနေတဲ့ NNI အဖွဲ့ဝင်ကိုရဲဝင်းကပြောပါတယ်။ဒီ2016 2019မှာကျွန်တော်တို့ဒီ တေယိုတက်ကိုပြောင်းလိုက်တယ်ပြောင်းလိုက်တဲ့အချိန်မှာတချို့မတန်ဆန်းကလေးတွေကျောင်းအနေနဲ့မကန်ကိုညင်းပယ်တယ်ပေါ့နော်အဲ့တော့ဒါအခြေခံပညာမှာပြောတာပေါ့နော်အစိမ့်ပညာကလာပါတယ်အတိုင်းပဲပညာရေးကောလိပ်တက်ခွင့်မရတဲ့မတန်ဆန်းတွေအများကြီးရှိတယ်ပညာရေးတက်ကူတက်ခွင့်မရတဲ့မတန်ဆန်းတွေအများကြီးတွေ့ရတယ်ကျွန်တော်တို့ကမတန်ဆန်းမှုဆိုင်ရာသူတို့အမြင်တက်သဘောတရားမရှိသေးတာပေါ့အစိုးရအဖွဲ့ရောနောက်ပြီးတော့ကျွန်တော်တို့ကျောင်းဆရာတွေဆရာမတွေတက်ကူတွေကအဆပေါ့နော်နောက်ပြီးတော့ဒီကျောင်းတွေရဲ့လိုအပ်ချက်တွေပေါ့မတန်ဆန်းမှုစာတပြုတ်အတွက်ကျောင်းတွေရဲ့လိုအပ်ချက်တွေအများကြီးရှိသေးတယ်အဲ့အမျိုးတွေတွေ့ရတယ် 2014ခုနှစ်နောက်ပိုင်းမှာဖုံတော်ကြီးတင်ပညာရေးကျောင်းတွေပုံမှန်များပြားလာပြီးတင်ကြတဲ့ဆရာအကြီးအထွတ်နဲ့ကျောင်းသားအကြီးအထွတ်မမျှတာတဲ့ပြဿနာကိုရင်ဆိုင်နေရတယ်လို့ဖုံတော်ကြီးတင်ပညာရေးကျောင်းကဆရာတော်အချို့ကမိန့်ပါတယ်။ဒါ့အပြင်အကြီးသွေးမြင့်တဲ့ဆရာဆရာမတွေဟာလစာနေပါတာကြောင့်လစာပို့ရတဲ့အခြားကျောင်းတွေကိုပြောင်းရှိသွားနေကြတာဟာလည်းဖုံတော်ကြီးတင်ကျောင်းတွေအတွက်အဓိကရင်ဆိုင်နေရတဲ့စိန်ခေါ်မှုဖြစ်တယ်လို့ဆိုပါတယ်။ဒါ့အပြင်လက်ရှိပညာရေးစနစ်အရအစိုးရစစ်ဆောင်ပွဲစနစ်ကြောင့် ဘခအကြောင်းကအကြောင်းအသားကလေးငယ်တွေနဲ့ဆရာဆရာမတွေအတွက်ဖိအားတရက်ကိုဖြစ်ပေါ်လာစေတယ်လို့မန္တလေးမြို့ဖောင်တော်ဦးအထက်တန်းကျောင်းရဲ့တင် जा လေးကျင်ရေးဒါရိုက်တာဖြစ်တဲ့ဆရာတော်ဦးထေရိနာကအခုလိုမိန့်ပါတယ်။ဆောင်းဝတ်စနစ်ကြောင့်ကလေးတွေမှလည်းပဲဖိအားတွေပြန်ဖြစ်သွားတယ်ပေါ့နော်။အဲ့တော့အရင်တော့ကတော့လွတ်လပ်လပ်နဲ့ကလေးတွေဟာသင်ယူရတယ်။ကျောင်းကကိုယ့်ဘက်ကိုစစ်ဆေးတယ်အကဲဖြတ်တယ်ဘယ်ကလေးကဘယ်လိုအခြေအနေရှိတယ်ဆိုတာလွတ်လပ်နဲ့စစ်ဆေးရတော့ကတော့ကလေးတွေအရေးသူရတော်တော်လေးကိုအံမခံတော့အောင်သူကတိုးတက်လာတယ်။ ါပေမဲ့ဒီဆောင်းဝဲစနစ်ကသူတို့ကတော့ပြောင်းထားတယ်လို့ပြောပေမဲ့အဲ့ဒီပြောင်းထားတဲ့အပေါ်မှာဆရာဆရာမတွေရဲ့ဖိဟိုဟာဖိအားဖြစ်တယ်လို့ကျောင်းသားတွေမှာလည်းဖိအားတယ်နောက်မိရမိဘတွေမှာလည်းဖိအားတွေထပ်ဖြစ်လာတယ်ပေါ့နော်တနိုင်ငံလုံးတိုင်းတာအနေနဲ့ဘာကအကြောင်းပေါင်း1600နီးပါးလောက်ရှိတယ်လို့အဲ့ဒီအကြောင်းဒီမှာပညာသင်ကြားနေတဲ့အကြောင်းသားပေါင်း3သိန်းဝန်းကျင်လောက်ရှိတယ်လို့သိရပါပါတယ်ခင်ဗျာ လွတ်လပ်တဲ့အာရှအသံ RFA ရဲ့အပတ်စဉ်သတင်းမဂ္ဂဇင်းအစီအစဉ်ကိုထုတ်လွှင့်နေရပါတကြံကာလအပြီးနှစ်ဆန်း၄ရက်နေရောက်တဲ့အထိရန်ကုန်တိုင်းတည်ယူပို့ဆောင်ရေးကြီးကြပ်ကိုယ်ပွဲမှုအာဏာပိုင်အဖွဲ့က YBS ရင်းလိုင်းအားလုံးတက်မှတ်စီအပြည့်ပြန်ပြီးမပြေးဆွဲကြတဲ့အတွက်ရန်ကုန်မြို့ကခီးသွွားပြည်သူတွေအခက်အခဲဖြစ်ခဲ့ရပါတယ်။ဒီကြောင့်အပြည့်စုံကို RFA တရင်သာကိုထက်အာကာကတင်ပြထားပါတယ်။ရန်ကုန်တိုင်းဒေသကြီးတည်ယူပို့ဆောင်ရေးကြီးကြပ်ကိုယ်ပွဲမှုအာဏာပိုင်အဖွဲ့ရဲ့ YBS ရင်းလိုင်းတွေကို တင်းကြံကာလ၄ရက်အတွင်းရင်လိုက်မှရှိတဲ့ရင်အားလုံးရဲ့20ရာခိုင်နှုန်းပြေးဆွဲဖို့နဲ့တမက်ရင်စည်းကအတိုင်းကောက်ခံဖို့ကိုအများပြည်သူတည်ယူပို့ဆောင်ရေးအာဏာပိုင် အဖွဲ့ကညွန်ကြားထားပါတယ်။ဒါပေမဲ့တင်းကြံကာလအတွင်းပြေးဆွဲမှုတွေမှာ20ရာခိုင်နှုန်းမပြည့်တယ်လို့တမက်ရင်စည်းကအတိုင်းကောက်ခံမှုမရှိတဲ့အတွက်တိုင်ကြားစာ40နီးပါးရောက်ရှိတယ်လို့အများပြည်သူတည်ယူပို့ဆောင်ရေးအာဏာပိုင် အဖွဲ့အတွင်းရင်မှုဒေါက်တာမောင်အောင်က ပြောပါတယ်။ တင်းကြံကာလအပြီးမှလည်းရင်လိုင်းပြီးပုံမှန်အစည်းအဝေးတိုင်းပြည်ဆွဲမှုမရှိတဲ့အတွက်ခီးသွွားပြည်သူတွေအခက်အခဲဖြစ်နေပါတယ်။ဈေးရောက်တဲ့အလုတ်လုတ်ကင်တဲ့ဦးတန့်စင်ကဘတ်စကာရှားပါတဲ့အတွက်ဈေးထွက်ချိန်မှာကြုံတွေ့ရတဲ့အခက်အခဲကိုအခုလိုပြောပြပါတယ်။နောက်လာတော့ခေမာတီလိုင်းပေါ့ကျွန်တော်ကအုတ်ကမှဆင်းရတယ်။အုတ်အုတ်ကရကျွန်တော်မနေ့ပိုင်း၄နိုင်လောက်ဆိုကျွန်တော်ကလက်လူစားသမားလေးဈေးရောက်ထွက်ရတယ်။လိုင်းကမရှိရခါကျတော့ကျွန်တော်တို့ဝိုင်းယူတစ်ဆင့်200ပေးစီရတယ်။ခေမာတီကမထွက်ဘူး။ အဝိုင်းရတော့လဲလိုင်းကားတွေက36ကားလဲ9နာရီကျော်မှလာတယ်ဖောက်ပြန်လာတာဟုတ်နောက်28ဆိုရင်ကျွန်တော်ဒီတောင်းတော့နည်းနည်းလေးဖတ်တင်ပါလေမလဲ4နာရီတော့ဆိုဂိတ်ဖွင့်တယ်အခုဂိတ်လုံးဝမဖွင့်ဘူး6နာရီမှလာလူကချက်ပိတ်သိပြီးကျွန်တော်တို့လက်လုံစားသမားကြီးစားတော့တထောင်ပေးပြီးတော့မျိုးဒီမှာမျိုးလည်းရောက်မှတထောင်ပေးမှရောက်တယ်ကားစီးရင်မနေ့ကကျွန်တော်နေဆန်းနေ့ရက်နေ့ကစပြီးရောက်ထွက်တာပေါ့ပြန်ထွက်တော့နေဆန်းနေ့ရက်တော့ဒီနေ့3ရက်ရှိပြီကျွန်တော်ကျောင်းထွက်ခါမှာကားကတော့လာလာမတွေ့ဘူးလိုင်းကားကိုကျွန်တော်အဲ့အောက်ဆက်ကနေနံပါတ်သွားနေတယ် အစိုးရကအခုနှစ်ကစတင်ပြီးတင်းကြံကာလပိတ်ရက်တွေကိုတင်းကြံအကြိုနေ့ကနေနှစ်ဆက်တည့်နေ့အထိ၅ရက်ပြောင်းလဲတက်မှတ်လိုက်ပြီးအစိုးရရုံးနေတဲ့ကုမ္ပဏီတွေကဝန်ထမ်းတွေကိုအစဉ်ပြေသလိုပိတ်ရက်တွေပြန်လဲတက်မှတ်ပေးပါတယ်။အဲဒါကြောင့်တင်းကြံအပြီးမှာရုံးပြန်တက်ရတဲ့ရုံးဝန်ထမ်းတွေအတွက်ပတ်စကားရှားပါမှုဟာတက်မှတ်ရုံးချိန်တိုင်းရောက်ရှိဖို့အခက်အခဲဖြစ်နေပါတယ်။တောင်တကုံမြို့နယ်မှာနေထိုင်တဲ့ကိုပြည့်စုံကတင်းကြံအပြီးညပိုင်းတွေမှာကရှားပါတာဟာ ိုပြီးတိတာတဲ့အတွက်တွားလာရတာအခက်ခဲရှိတယ်လို့ပြောပါတယ်။ရင်နှုံးဝထက်ဆိုင်တော့ညဘက်တွေတိတာတယ်ညဘက်တွေဆိုရင်တော့တော်တော်များများတော်တော်လေးကားရှာတယ်ပုံမှန်ပိုင်းနေဆိုရင်ကျွန်တော်တို့ရင်တော့လဲတဲ့အပြန်ညကိုးခွဲ၁၀လောက်ထိကားရှာတယ်ခုနောက်ပိုင်းအကြောင်းကို၈နှစ်ခွင်ကားမရှိတော့ဘူးအဲတော့ပြန်လာနည်းနည်းတော့ဒုက္ခရောက်တယ်ကျွန်တော်ဆိုတာတောင်တုံးဘက်ချမ်းဆိုတော့တွားလာနည်းနည်းဝေးတယ်လေအဲတော့ကားပြတ်တော့လဲတော်တော်လေးခက်ခဲဖြစ်တော့အများပြည်သူတဲယူပို့ဆောင်ရေးအနာပိုင်းအဖွဲ့အတွင်းမူ ဒေါက်တာမောင်အောင်ကလာမယ့်အပတ်လောက်မှာတော့ရှင်လိုင်းတွေပုံမှန်အတိုင်းပြန်ဖြစ်လာမယ်လို့ပြောပါတယ်။ကျန်နှင်းကာလာပဲဆိုတော့20%မှာအများဆုံးပြရမယ်ဆိုတာပေါ့နော်။ကျန်တဲ့ကာလာကတော့ပုံမှန်ပဲ။ဒါပေမဲ့ဆရာတိတလောက်ကတော့ချိုးလုံးယူတရားပိတ်ထားတော့လေ။ညာကြီးတော့ပုံမှန်တော့မဖြစ်သေးဘူး။ဒါပေမဲ့လိုင်းတွေကတော့ပုံမှန်ပြနေပါပြီအားလုံးကတော့လေ။ပစ္စည်းတော့များလာပြီပေါ့နော်။ဒီနေ့ဆိုနှစ်ဆန်း၄ရက်ပေါ့နော်။ဒါကြောင့်လည်းလာမယ့်ပတ်ကတော့ပုံမှန်ပဲဖြစ်မှာ။လက်ရှိမှာ YBS ရှင်လိုင်းပေါင်း80ကျော်ရှိပြီးတရက်ကိုရင်အစည်း3000ကျော်နဲ့ပြည့်စွဲနေတာဖြစ်ပါတယ်ခင်ဗျာ။ တကြံပြီးရန်ကုန်မြို့က YBS Basket Line ရဲ့ပြေးဆွဲမှုအခြေအနေနဲ့ပတ်သက်ပြီးကိုထက်အာကာကတင်ပြခဲ့တာပါ။ April အတွင်းရာသီဥတုပူပြင်းလာပြီးနေ့အပူချိန်တွေမြင့်တက်လာတဲ့အတွက်အပူဒဏ်ကာကွယ်ရေးနှိုးဆော်ချက်တွေကိုကျန်းမာရေးဝန်ကြီးဌာနကစဉ်ဆက်မပြတ်ထုတ်ပြန်ကြေညာနေပါတယ်။ဒီပူဒဏ်ကြောင့်မလိုလားအပ်တဲ့ကျန်းမာရေးထိခိုက်မှုတွေမဖြစ်အောင်ဆောင်ရွက်ရှောင်ရွက်အချက်တွေနဲ့ပတ်သက်ပြီးရန်ကုန်ဆေးရုံကြီးအရေးပြားယောဂအထူးကုဌာနကဒေါက်တာစိုးဝင်းကို RFA တရင်တော်မဝေမှာထောင်းကတွေ့ဆုံမေးမြန်းထားပါတယ်။ ဆရာမင်္ဂလာပါရှင့်မင်္ဂလာပါဟုတ်ကဲ့ဆရာဒီလိုပါဆရာရဲ့ဒီကျမရေဝင်ကြီးဌာနကလည်းပေါ့နော်ဒီရပိုင်းအတွင်းမှာဒီအပူဒဏ်ကာကွယ်နှိုးဆော်ချက်ဆိုပြီးတော့လေနိုင်ငံပိုင်းသတင်းစာတွေထဲမှာဒီဇက်တိုက်ဆိုသလိုပေါ့နော်ဟိုထဲ့သွင်းလာတာမျိုးတွေတွေ့ရတယ်ဆရာရဲ့ဟိုဒီအနေအထားတွေအရာပေါ့နော်ဒါအပူဒဏ်နဲ့ပတ်သက်ပြီးတော့စိုးရိမ်ရမှုအနေအထားတွေဘယ်လိုတွေများရှိလာလဲလို့ပါရှင့်ဟုတ်တယ်အခုဟိုဒီနေရာဒီမှာဒါအမြင့်ဆုံးအပူချိန်ပဲလीเนาะဒီနေ့တဲ့တနေ့လဲပူပူလာတာအားလုံးအသိပဲအခု ဟိုပူရာတဲ့အပြင်ဒီခန်းလုံရောင်ကြီးရဲ့ဒီကြိမ်နှုံးခေါ်တာပေါ့ UV index ကလည်းအရင်မြင့်တယ်ဟုတ်ကဲ့ဆရာအဲ့လိုပေါ့နော်ဆရာဒါကျမ်းမာရေးကောင်းတဲ့လူငယ်တွေကတော့ဒါဒီအပူချိန်ကိုခံနိုင်ရှိတာမျိုးပေါ့နော်အသင့်တင်ခံနိုင်ရှိတာမျိုးကတပိုင်းပေါ့နော်ဒီလိုဟိုအပူချိန်အရင်မြင့်တဲ့ဒေတာတွေမှာနေထိုင်တဲ့ဒီတက်ကြီးရွယ်ဦးတွေကလေးငယ်တွေကြတော့ပေါ့နော်ဘလို့ပြုတ်မှုနေထိုင်တက်ပါလဲဆရာလူငယ်တွေမှာကြတော့ဘာဖြစ်တတ်လဲဆိုတော့သူကခုနအပူချိန်အရင်များတဲ့အခါကျချွေးအရင်ထွက်ပြီးချွေးကလင်းတွေပိတ်ဆို့သွားပြီးဆိုသူတို့ကြတော့ ဒီမိတ်လိုဟာမျိုးလေးတွေရမ်းဖြစ်ကြတယ်။နောက်လူကြီးပိုင်းတွေကြတဲ့အခါကျတော့ခုနဟိုသူတို့ရဲ့ချွေးကလင်းတွေကောင်းကောင်းအလုံးမလုံးနိုင်တော့တဲ့အချိန်မှာဒီဟိုဟာအပူချိန်မြင့်မားလို့လီဖြတ်တာဖြစ်ပြီးတဲ့အခါကျတော့သတိလစ်တာတို့ဘာတို့အဲအဲ့လိုမျိုးမေးမျောတာလို့ကနေစပြီးတော့အသက်ဆုံးရှုံးတဲ့အချိန်ဖြစ်နိုင်တယ်လေ။အဲ့တော့ပူချိန်မြင့်နေတာကိုကျွန်တော်ကအေးအောင်အေးများတဲ့နေရာဟိုအေးအောင်လို့ပေါ့နော်ဥမာအေးအောင်မှာနေမယ်အဲပန်ငါလိုမျိုးနေရာနေမယ်အဲ့လိုမျိုးเนาะဟို လေကကြတော့သူကအဲ့လိုနေရာမျိုးတွေမှာလေဝင်လေကသွားလာမရှိဘဲနဲ့ဒီလောင်နေတာပေါ့နော်အဲ့တော့အဲ့လိုမျိုးမဟုတ်အောင်လေသွားလာရှိအောင်ဟိုမှာဟိုပရင်းပေါက်ဟိုနေရာမျိုးလေဟာပြင်းလို့နေရာမျိုးလောင်ပိတ်နေတဲ့အခန်းထဲမှာဟိုနေရာမျိုးမကောင်းပါဘူး ဟုတ်ကဲ့ဆရာဆရာပြောပြလို့ပေါ့နော်ဆရာဒီအပူဒဏ်ကြောင့်ပေါ့နော်ဒါဟိုခံစားရတဲ့ယောဂလက္ခဏာတွေတတိလက်တာတို့ဟိုမေမျောတာဒီလိုပေါ့လေဖြတ်တာတို့ဒီလိုမျိုးဖြစ်တဲ့အခါမျိုးမှာဆေးရုံဆေးကန်းတွေကိုဟိုမသွားခင်ဆက်ကြပေါ့နော်ဒီရှေးဥတုနာပြုစုနေအနေနဲ့ရောဟိုဘလိုပုံစံပေါ့နော်ဒါအပြုစုပေးဖို့လိုအပ်မလဲဆရာ तू อ่ะအဲ့လိုတတိလက်သွားပြီသွေးပေါင်လေးကြပြီဆိုရင် तू อ่ะ ဟိုအပူချိန်ကြောင့်အပူချိန်မြင်မာလို့ပဲဖြစ်ဖြစ်တခြားယောဂါကြောင့်ပဲဖြစ်လီပြတဲ့လက္ခဏာတွေကဒီပုံစံတွေပဲဆေးရုံဆေးကန်းကိုမရောက်ခင်မှာဆိုကိုလုံးနိုင်တဲ့အရာတွေရှိတယ်တန်းနိုင်သလောက်ဒီဟိုလူနာကိုဟိုထောင်ထားလို့မရဘူးဟိုလဲလျောင်းထားရမယ်ဒါမှဒီအုံနောက်ကိုသွေးရောက်တာမှန်မယ်လीအဲသွေးလေပတ်တာမှန်မယ်နောက်တစ်ခါဟိုဒီပါဇက်တွေပါတွေဟို ဟိုသူကဟိုသတိလေးတဲ့အခါကျရင်ဥမာရှာရီပါရီကလေပိတ်နေတာကိုင်မိနေတာသွားနဲ့ကိုင်မိနေတာလေရှိရင်ဒီလေးပြုံပေါ့လေးပြုံပိတ်နေတတ်တယ်အဲ့ဒါပိတ်နေလို့မရဘူးအဲ့တော့ကိုဟိုတစ်ဖက်ကိုခေါင်းကိုတစ်ဖက်ကိုစောင်းထားမယ်ပါးစပ်ကိုဟိုဟာအဲ့လိုမျိုးကိုင်မိနေလားရှာကိုင်မိနေလားနောက်တချို့ဟိုတခုခုရှိနေလားပေါ့လေဥမာကွန်းဝါနေတာလို့မျိုးအစားဟိုတခုခုရှိနေတာမျိုးဆိုရင်လည်းဖယ်ပေးရမယ်အသက်ရှူလမ်းကြောင်းကဒီမှန်နေရမယ် ပွင့်နေရမှာပေါ့နော်အဲနောက်ဟိုဟာဟိုတက်နိုင်နေဆိုရင်တော့ဒီအပူချိန်မြင်းမာနေတဲ့အတွက်အဲ့ဒါကိုအင်ကြီးတွေထူထူဝတ်ထားတယ်ကြက်နေတဲ့အင်ကြီးတွေအင်ကြီးတွေကိုတက်နိုင်တဲ့လောက်ဖယ်ရှားပြရမယ်ပြီးရင်ရေခဲပတ်ရေဟိုရေဝတ်နော်တက်နိုင်နောက်ရေလောင်းချိုးပေးတာကိုလုံနိုင်တဲ့အရာပေါ့နော်အဲ့ဒါတွေပြန်ပြန်လုပ်ပေးရမယ်လူနာကိုလဲလျောင်းလျဟိုလဲအဲ့ရဲ့ပဲပေါ့ဟိုဆေးရုံဆေးခေါင်းကိုအများဆုံးတည့်သွားမယ်အဲ့ဒါတွေလုပ်လို့ရပါတယ်ဟုတ်ကဲ့ ဆရာအခုလိုချိန်ပေးပြီးဖြစ်ပြရအားဖေရကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်လည်းအားလည်းဖေကိုကျေးဇူးတင်ပါတယ်2019ခုနှစ်ဧပြီလ17ရက်နေ့အတွက်လွတ်လပ်တဲ့အာရှအသံ RFA ရုံမြင့်တန်ကြားအစီအစဉ်တွေလည်းဒီမှာပြီးဆုံးပါပြီ။ကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်။မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။